ကျွန်တော်ဒီနေ့ဘယ်သချင်းနဲ့ဒီဆိုရှင်ပြန်ပါလဲမောင်လေးအာ you raise me up ဆိုတဲ့သင်ယူချက်ထားပါတယ် what's life your version ဖြစ်ပါခင်ဗျာ okay ရင်ခုံစွာနဲ့ပရိသတ်တွေရင်ခုံမခုံတော့မသိဘူးစမို့အရန်နှထောင်ချင်လို့ okay အားလုံးပဲတူကြည့်ကြမယ်နော် good luck ပါမောင်လေးကျေးဇူးပါ When I am down and though my soul so weary, when troubles come and my heart burden be, then I am still and wait here in the silence until you come and sit a while with me. You raise me up so I can stand on You. more than I can be. You, you raise me up to more than I can. James Bond နဲ့တူတယ်နော်007 James Bond အာတာကနဟို interview လေးမှာကြည့်တော့ key နည်းနည်းလေးပြောတာရှိတယ်ဟုတ်ဟုတ်ပါဆင်းဟွန်းအဲ့တော့ဒါရှေ့ဘယ်ဘယ်သိမ်းကြနိုင်ဘူးပြောရနော်ဟုတ်ဟွန်းရှိပိုင်းနားထောင်ဆက်စားနားထောင်လိုက်တော့လေသေးရနေအဲ့ key ကိုဒါအသိမကြနိုင်တော့သေးရနေဒါပေမဲ့အဲ့ အလေကဆိုလိုတိုလေးပြီးတော့စထွက်ပြီးတော့အဆုံးထိရတော့လွင့်သွားတာနော်အရန်ကိုဒါတစ်ခုပြီးတစ်ခုတဆင့်ပြီးတဆင့်ဆွဲခေါ်ရတယ်ကြည့်တဲ့လူတွေလည်းပါသွားတယ်အဲ့လိုဖြစ်အောင်အာဆိုနိုင်နေဆိုတာလည်းပါမီဘာမှရတာပါရှေ့ဘက်မှာအားမရအောင်အဲ့ခီအကြအသားမဆိုနိုင်လို့ပါဒါတော့ဒါတော့တခါလေးဆိုရတာဟုတ် recording မှာဆိုရင်တော့ဒါကတော့ပတ်ကားပဲလေနော် ဒါတော့မှဒီအခြေအနေမျိုးမှာဒီလိုမျိုးတချင်းခီးချင်းချင်းပြီးဆိုရတယ်တချင်းမျိုးဆောင်အကောင်းဆုံးဆိုသွားတာတွေ့တယ်အင်္ဂကြောဟာအင်္ဂကြောဦးပါပဲကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးများကြီးတင်ပါတယ်ဆရာကျွန်တော်မရိဘကာရဲ့မှတ်ချက်လေးလည်းကြားပြစီရှင်အရန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 ်ယူကောင်းပါတယ်ကျေးဇူးတင်ပါတယ်နားတော်ကလေအော်အရသာရှိလိုက်တာလို့သခြင်းတပုတ်လုံးပေါ့နော် အာအမကအမှန်တိုင်းပြောပြရမယ်ဆိုရင်အမကရန်ရလည်းတခြားကိစ္စတွေပေါ့နော်အလုပ်ကိစ္စတွေနဲ့ဖြစ်တဲ့ခါကျတော့မြန်မာစတန်ကိုပုံမှန်မကြည့်ဖြစ်ဘူးအာဒီမှာဧည့်သည်တိုင်းဖြစ်နေလာထိုင်ပြီးပါဆိုပြီးတော့မှဖိတ်ခေါ်တဲ့ခါကျတော့မှပဲအဲနောက်ဆုံးပြိုင်ပွဲဝင်မဲ့၄ရောက်ရဲ့ YouTube video လေးကိုအမကြည့်မိတယ်ပေါ့ကြည့်မိတဲ့အချိန်မှာ Amberjo ဦးဆိုတာတွေကိုအမနားထောင်မိတယ်ပေါ့လေနားထောင်တဲ့ခါမှာအဲ့လိုပေါ့ Rock Day Matter တွေဒါမျိုးတွေဆိုတဲ့ခါကျတော့အမကစကရစတက်လာကြရ You Raise Me Up တချင်လည်းရွေးထားဆိုတော့အော် तू က high နေရတော့ okay ပါပေါ့နော် high နေရတော့ okay လိမ့်မယ်ပေါ့အဲအဲ့ဒါတော့အမအစကရမြောက် ောင်းလင့်ထားပြီးသားအဲအဲ့လိုမျိုးဆိုတဲ့ချိန်မှာဆက်ဆက်ချင်းကတော့ဟုတ်တယ်လက်တုံးကိုမှနည်းနည်းလေးစိုးရိမ်နေရှိတယ်ဒါပေမဲ့အဲ့ဒါကိုကောင်းကောင်း handle လုပ်နိုင်တယ် တကယ်တော့လေကိုစိုးရင်ခဲ့ပြီမယ်ပေါ့နော်အဲအဲ့ဒီ left တုံးမှာလည်းတသက်ရက်ကလေးဖြစ်တယ်အရင်အသားမကျသည့်ချောင်တော်တော်လေးတသက်ရက်တယ်အဲ့ဒါပြီးသွားတဲ့အခါကျတော့အဲအဲ့လိုမျိုးပေါ့နော် metal rock တွေဆိုနေကြလူတွေကကြာအစိတ်တွေကအရင်ပိုင်နေလေနော်အဲ့တော့အကျဲဆိုရင်ဘလို့ဖြစ်မလဲဆိုတော့အရင်သိချင်တာပေါ့လေအဲဒီသချင်းကတော်တော်ကြီးကိုပေါ့နော်ပိုင်ပိုင်နိုင်နိုင်စိတ်အေးလက်အေးနဲ့တကယ်ကိုစိုးသားကြကြလေးပေါ့နော်သချင်းကိုထမ်းပြီးဆိုရတာမဟုတ်ပဲနဲ့သချင်းကိုကိုကဖယ်ဆောင်သွားတဲ့ပုံစံမျိုးလေးစိုးသွားနိုင်အောင်တွေ့ရတယ်အစအလေအဆုံးပေါ့နော် အဆုံးသက်ထိကိုလှုပ်ချင်တာတွေအကုန်လုံးကိုပြီးမြောက်အောင်အောင်မြင်အောင်လုပ်ပြသွားနိုင်တယ်အရှမ်းပဲဂုဏ်ယူပါတယ်ကျေးဇူးများကြီးပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကိုဆရာဝန်ရဲ့အမှတ်ချက်လေးကြားပြရစီရှင်ကျွန်တော်မချက်တော့ကျွန်တော်ဝိုင်းကြည့်ပဲရှင်နေကြ။ဘာဖြစ်လို့လဲ။အာချောလို့။ကိုကြောင့်မချက်တော့စိတ်မချအောင်ဟိုကလည်းကြည့်နေ။မဟုတ်ချွေးမယ်။ ညီလေးအရင်တော်တယ်တစ်ချက်ပေါ့နော် website အဖွဲ့ရဲ့ version ကိုဆိုရဲဆိုတော့အကူကပို့ပြီးတော့နားထောင်ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ website ဖွဲ့ကတော့1996လောက်ကစပေါ်တာလीနော်စပေါ်တဲ့အချိန်မှာ blind bank တွေထဲမှာသူကလीအဲ Netherlands မသိနော်အဲ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  byte ကနေပြီးတော့သူကမထင်မထားတဲ့သူ့ရဲ့မြို့နယ်လေးတစ်ခုထဲမှာပဲကြော်ချားဖို့အောင်မြင်ဖို့ဆိုပြီးစူးစမ်းရာကနေ ်ပထမဆုံး album နဲ့တကဘာလုံးကိုအုံအုံကြက်ကြက်ဖြစ်သွားပြီးတဲ့အချိန်မှာနောက်ထပ်ဝေဖန်ချက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့သူတို့ရဲ့အဖွဲ့ကိုတဲ့ cover song တွေအများကြီးဆိုရဲဆိုပြီးဝေဖန်မှုတွေအရန်ခံရတဲ့အဖွဲ့ပေါ့နော်အဲ့တော့